အားလုံးပဲမြင်ကြပါရှင်။ပရိသတ်များအားလုံးကိုကျွန်တော်ရဲ့ main audio သတင်းတွေကနေပြီးတော့ပြန်လည်ပြန်မှချစ်စမိုက်ပါလိမ့်ရှင်။ပရိသတ်တွေအားလုံးအားဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကနေပြီးတော့ press လန်ကောင်းများစွာကိုနေ့စဉ်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်တွေအားလုံးနားဆင်ရမယ်ပရလောကဖြစ်ရမယ်ဇလံကောင်လေးတစ်ပုဒ်ကတော့အမျိုးကြီးသူဤဂလေစားဆိုရဲပရဇလံကောင်ရှင်အစာဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီရောပရိသတ်တွေအားလုံးကပရဆက်လန်ကောင်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါရှင်။ဇလကအသစ်တွေတင်နိုင်ပါလေပရိသတ်တွေအားလုံးကသိရှိနိုင်စေဖို့အတွက်ဗီနာက notify bell လေးကိုလည်းနှိပ်ပေးခဲ့ပါဦးနော်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ပရဆက်လန်ကောင်းကိုအခုပဲတင်ဆက်ပေးလိုက်ပါတော့မယ်။အညိုကြီးသူဤဂလင်စာရွာစနေဘောအပြင်ဘက်မှာရှိတဲ့တေးကလေးအိမ်တအိမ်ရှိမှာလူတစုတွေကမိတုပ်တွေဓာတ်လှန်တွေကိုကင်ဆောင်ပြီးတော့ဆူဆူယုံယုံ ဖြစ်နေကြတယ်။ အချင်းကတော့ညစိန်နိုင်ပါဟေးဦးတာတင်ထွက်ခဲ့စမ်းဘာလဲအခုမှကြောက်နေရလားခမရလှုပ်ရင်ခရင်ရမှာပေါ့ကွာဟေးခမရရှောင်ကြောင်မဟုတ်ဘူးလားတာတင်မင်းတို့ကမကြိတ်နဲ့ဘူးနော်မင်းကြောင့်ငါမိန်မသိရတာမင်းတို့ငါပြန်ပက်မယ်အရှင်အကျင့်အားဖြင့်ငါရောင်များရှိရဲ့လူတစုကတဲအိတ်လေးရဲ့ထင်ရကိုဒုတ်တွေနဲ့ရှိုက်ပြီးတော့အော်ဟစ်ပြီးချိန်မောင်းနေတယ်ဒါပေမဲ့လေတဲအိတ်ကလေးအတွင်းမှာတော့ ရေးတန်းနေစေပါဟေးလူခမောင်ထွက်မလာဘူးဆိုရင်ခမောင်တဲ့ကိုမရှုံနိုင်ပါနော်ထွက်ခဲ့လူရှုံမှာကြီးဟုတ်တယ်မြမြထွက်နော်မဟုတ်ရင်ခမောင်တဲ့ပြာကြပြီမဲ့ဒီရဲချိန်မှာပဲတေးကလေးအိမ်ထဲမှာမှရေနဲ့စီမီးခွက်လေးကိုကင်ပြီးတော့လူတယောက်ကထွက်လာတယ်ဒီရဲလူဟာအသက်အရွယ်အပြည့်40အရွယ်လောက်ရှိပြီးတော့လောက်ခံမွေးကကနဲ့ရှောင်းပေစတုံးကိုလေးထုံထားပါတယ်ဒီနောက်မှာတော့ ။ဘာကိစ္စမလို့ဒီလောက်တောင်မှအော်ဟစ်တောင်းကျနေရလဲ။ဘာကိစ္စလဲဟုတ်လား။ခမရရှေပယောကကြောင့်ကျုပ်မိမပိတ်သွင်းရတာကျုပ်မကျေနပ်ဘူး။ခမရကိုကျုပ်ပြန်ပြီးတော့တမ်းမယ်။လူအုပ်အတင်းမှမှလူတယောက်ဖြစ်တဲ့ဖိုထူးဆိုရသူဟာငကြီးတောင်တန်းကိုတပြင်းပြင်းနဲ့ဒေါသတကြီးပြုံးနေပါရဲ့။ဒီအခါကြောင့်မှဟေးမိမိမအောင်ကဘာဖြစ်လို့တက်ရမှာလဲကွ။ပြီးတော့ဗမာလေးတက်သေးမသေးစားမရှိရာပဲနဲ့ ။ဘာဖြစ်လို့လာပြီးတော့ဆွဆွေးနေရတာလဲ။ဘာတက်သေးမှမလို့ဘူး။ဒီတရားလုံးမှာအောက်တန်းကြတဲ့နီလန်းတွေနဲ့မဟုတ်တာလုပ်တဲ့သူဆိုလို့ခမားပဲရှိတာ။ဟာကြားရကွာ။ဖိုးတူဟာပြုံးရင်းဆိုရင်နဲ့တာတင်ရဲ့မျက်နှာကိုပဲပြေးပြီးတော့ထိုးလိုက်တယ်။ရှုဒီရဲ့ဂျင်မိုအရှင်ဖြစ်ပြေးထိုးချလိုက်တာကြောင့်တာတင်မှာအနောက်ကိုလှမ်းကျသွားပြီးရေကြီးပေါ်မှာဖင်ထိုင်လျက်ဖြစ်သွားတယ်။ဒီအချိန်မှာ ဖိုးတူကသူ့ရဲ့လက်ထဲမှာရှိတဲ့ငကြီးတောင်တာနဲ့ ။ဒါတင်ရဲ့လေပင်းကိုရွှေထားပါရဲ့။ဒီနောက်မှာတော့ခမရဘာတက်နိုင်သေးလဲ။ဟင်။ကြောက်မင်းမသိမလို့ခမရလဲသိညာမင်း။ဟမ်။ဟဲ့အဖိုးတို့ရလိုက်စမ်း။ဘေးအကောင်တွေကဘာရှက်လုပ်နေရလဲ။တားကြလေကွာ။ဟာတကြည်။ရွာလူကြီးရဲ့အော်တန်ကြောင့်ဖိုးတူတယောက်ကအနောက်ကိုဆုတ်သွားတယ်။ဒါတင်ကလည်းမတည့်ထိုင်းရပြီးတော့ပစက်ကသွေးတွေကိုတုံနေပါရဲ့။ဒီနောက်မှာတကြည်ကမီးတို့ဘာအချိုးချိုးကြတာလဲ။ငါ့ကိုပုံကန်ကြတာလားကွာ။ဟင်။ မဟုတ်မဟုတ်ပါဘူးတကြီးဒီမှာဖို့ထုမင်းမိမတရအမှုကိုမျိုးကရဲတွေကိုယ်တိုင်ကလူတက်မှုမဟုတ်ပဲရောဂါကြောင့်တရားလို့ပြောထားတာမင်းလည်းသိနေရပဲလေအဲ့အကိုဘာဖြစ်လို့တာတင်ကိုပြဿနာရှာနေရတာလဲဒီကိစ္စကဒီလူကြီးရဲ့ပယောဂါနေလဲစိုင်းနေတကြီးကျုပ်ကတော့ဟဲ့အဖို့သူငါဒီလိုပြောနေတာကိုမင်းကအရှောင်တက်နေရလားဟုတ်လားထိတ်တုံးစာမိကျင်နေရလားဟမ်ပြောလေဟဲ့အ မဟုတ်ပါဘူးတကြီးမဟုတ်ရင်လည်းပြန်တော့တော့တကြီးကအော်ဟစ်ပြီးတော့စူဘူးချိန်မုံလိုက်တဲ့အခါမှာဖိုးတူးမှာတာတင်ကိုတစ်ချက်ကြည့်ပြီးတော့တောက်ခောက်ပြီးတော့ချက်သွားတယ်မောက်တာတယ်ဒီကောင်တွေအစားကျုပ်ကပဲတောင်းနေမှာလေဗျာရှားပါတယ်ကျုပ်ဘဝကျုပ်နေပေါ့ရွာတကြီးကတာတင်ကိုတောင်းမယ်လိုက်တဲ့အခါမှာတာတင်ကခဲပြပြက်သာပြောပြီးတဲရင်တဲကိုဝင်သွားတယ်ဒီအခါမှာတကြီးကလည်းစက်မပြောတော့ဘဲရွှိုင်းကူတာပြန်သွားခဲ့ပါတယ် တာတင်ကျဲဘုတ်ကိုရောက်တဲ့အခါမှာတာတင်ရဲ့မိမစောလာဖြစ်သူကကျုပ်တို့ဒီမှာဆက်နေလို့ဖြစ်ပါမလားတော့ရွှေရကလူတယောက်တခုခုဖြစ်တိုင်းကျုပ်တို့ကိုဘယ်ပဲပြဿနာလာပြီးတော့ရှာနေကြတယ်ဟူးရွှေရမနေရတာပြဿနာတွေတောင်းလျှောက်တက်လို့ရွှေအပြင်မှာလာနေပါတယ်အဲ့ဒါတောင်းမှ ရွှေအပြင်ထိပြဿနာတွေက ရောက်ရောက်လာတယ်ကိုတာတင်ကျုပ်လည်း တောင်းရှိတနာလေးကိုတွေးထားရတာဆိုတော့အခုကရီယာသူ့အတွက်ကိုတွေးပြီးတော့တခြားနေရာမှာတွားနေကြမလားယင်။အော်မိမရေတခြားရွာကလည်းငါတို့ကိုလက်ခံအောင်ပါလေ။တော့ကြောင့်ဟိုရွှေတီရွှေနေမှာပို့ပြီးတော့ဒုက္ခရောက်နေပါအောင်မယ်။အနည်းဆုံးတော့ဒီမှာနေမူချိုမြစ်ချိုပြီးတော့စားလို့ရပါသေးတယ်။ဒါပေမဲ့လေတော်ရင်တော်ပြီမပြောင်းနေတော့ညနေနေပြီအိတ်တော်မယ်။လာအရှိပဲတောင်တန်းတွေစီမှာ တူရီစာနေနေကြီးဟာအမောင်တူးကိုဖြုတ်ခွဲပြီးတော့ရရရတက်ကြွားတဲ့စီးသူရဲကောင်တယောက်လိုတိုင်ပွဲဝင်တော်မယ်အလားပေါ်ထွက်လာခဲ့ပါတယ်။ရွာစမဘုံအပြင်မှာရှိတဲ့တဲရင်ကလေးမှာမိခိုးတလူလူနဲ့တွန်နေတဲ့ဒီအချိန်မှာဟိုကစုံနဲ့တီတီတီအချို့ကိုထည့်ထားတဲ့ပလိုင်းတန်းကိုလွှဲတဲ့လူတယောက်ကတဲရင်ကလေးကိုပဲရှောင်းနှန်းလာရင်ဒီနောက်မှာတော့မိမကြီးအော်ကိုသားတင့်ပြန်လာပြီလားဘာရီပါလဲ တိတ်လေမြမြဆဆမရှားပါဘူး။ကစူးပါတယ်ထမေကိုကြိမ်ပြုတ်ထားလိုက်ဦးနော်။အေးမပြုတ်ထားလိုက်မယ်။ဒါနဲ့လေကျုပ်တို့မှစကွဲမရှိတော့ဘူး။ရော်တဲ့ကလည်းဘသူမှကျုပ်ကိုမရှောင်းတော့ဘူး။ဘာ?ပတ်စံပေးပြီးဝေးတာတော့မှမရှားဘူးလား။ဟုတ်ပါတော့။ဒီတရားလုံးကတော့ငါလို့ရှင်အကုန်လုံးမျိုးပြုတ်တော့မယ်။တီးခံနေတာကိုအကောင်မှတ်နေကြတယ်။တာဒီရဲ့ပြောစကားကြောင့်စောလာမှလမ်းပြန့်သွားတယ်။ ဒီနောက်မှာတော့ကိုသားတင်တော်တော်ဆီအော်စီမှာပြီးခဲ့တဲ့ခရီးတွေဖျားစင်ရှိမှဒူးထောက်ပြီးတော့သစ္စာရင်တောက်ခဲ့တာတွေကိုမေ့နေပြီလားအေးအဲ့ဒါကြောင့်အခုထိတီးခံပြီးတော့နေနေရပေါ့အသား900မှမစားတော့တာပဲတတက်လွတ်ကြည့်ပဲစားနေရလိဘယ်နှစ်နှစ်တောင်မှရှိပြီလဲဆေးရှိုးပါကုသားရင်းရဲ့အေးပါအော်ဒါနဲ့အရက်လက်တဲ့ဒေါ်ပါကြီးကိုရောမိဖွားဖို့အခုညတောင်းထားပြီလား ဆော်လာကဘလို့မှပြတ်မပြေပဲတိတ်ဆိတ်နေခြင်းကြောင့်တာတင်ကလည်းစိတ်မကြေနဲ့ဖြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့မိမငါမင်းနေရာဖြစ်လေကျော်ရဲ့ဒေါသတွေကိုထိန်းထားနော်ကျုပ်ပြောပြမယ်။ဟာဘာဖြစ်ပြန်ပြီလဲကွာကျုပ်လေတော်မနက်ကစားစရာထွက်ပြီးတော့ရှာသွားတော့ဒေါ်ပါကြီးစီကိုတွားသေးတယ်။အင်းကိုဝင်ကရှင်းနေပြီမို့မိဖွားတဲ့အခါမှာကူညီပေးပါလို့လဲကောင်းကောင်းမွန်မွန်ပြောလိုက်တယ်။ အဲ့ဟောတော်ပါကြီးကမကူညီနိုင်ဘူးရဲ့သူ့စီကိုပါပျော်ကြရင်ရောက်လာမှဆိုလို့ရဲ့ဘာကွာကိုသားတင်ကျူတောင်းမယ်မာရင်စိတ်ထိတ်မှဒီရော်ရင်ကဘသူကိုမှအကူအညီတောင်းတာမရလို့ဟိုဘက်ရော်ရင်မှ တော်တချက်တော့တွားမိပြီးပါလားလက်တယ်မဟုတ်ဘူးဆိုရင်တော့မွေးတက်ဖွာတက်တဲ့သူဆိုရင်တော့အရှာပါပြီတာတင်လည်းညည်ရီလေးတွေဝဲပြီးတော့ငူတန်ကလေးနဲ့ပြောနေတဲ့ဆော်လာရှင်မျက်နှာကိုမြင်လိုက်ရှာတော့ အလုံးမစိတ်မကောင်းဖြစ်သွားတယ်။ဒီနောက်မှာတော့အေးပါမိမရေမနှက်ပြန်ကြရင်ဟိုဘက်ရွာကိုသွားပြီးတော့ပြေးပြေးမယ်နော်။မိမလည်းပင်ပန်းနေမှာပေါ့။အခုသွားပြီးတော့နားလိုက်တော့နော်။သွားသွားသွား။ကျန်တာရောက်ကြပဲဆက်လုပ်လိုက်တော့မယ်။အေးမဒါဆိုလဲသွားနားလိုက်တော့မယ်နော်။ခေါင်းနေနေမူးလာလို့ပါ။အေးအေးအေးသွားသွားသွား။တာတင်တရားဆောလာမီဖွာဖို့အတွက်အတော်ကိုမှကောင်းခဲ့နေပါရဲ့။ဘာကြောင့်လဲဆိုရင်တော့အရင်က တာတင်ရဲ့မိုက်ကျွေးတွေကြောင့်တာတင်ကိုပဲရည်သီးရွာကမှလက်မခံတာကြောင့်ဖြစ်ပါတယ်။တာတင်ဟာရှခုအခါမှာတော့မကောင်မှုမှန်တမျှတွေကိုစွန့်ပြစ်ပြီးတော့စင်ကြီးနှိမ့်ထိုင်ပြီးဖြစ်တော်လဲပဲအတေးကားသူရဲ့မိုက်ကန်ကဲအပြစ်ဆိုးတွေကြောင့်ဖုံလို့မရရွာအတွင်းမှာတောင်မကရွာအနီးကပုံရင်းကျင်တွေကပါတာတင်ကိုအခဲမကြည်ကြတဲ့ပိစာရက်တွေကရှိနေခဲ့ပါတယ်။တတိယအခါမှာတာတင်ဟာထုံးစံအတိုင်းတတိယပလန်တွေရှောင်ပေးဖို့အတွက် မနေ့စောစောကလေးကပြင်ဆင်နေတယ်။ဒီအချိန်မှာဆွန်လာက ကိုသားတီပြောလေမိမကျုပ်အသာဟင်းစားကြည့်နေတော့ဟင်ဘလို့ဖြစ်တာလဲမသိဘူးမွေးကဏီဖွားကဏီမှုချီချီတက်နေရလားမသိဘူးနော်အသာဟင်းတမျိုးမျိုးကို အရင်စားကြည့်နေတယ်ဒီတစ်ခါပဲစားမှာပါနောက်ဘယ်တော့မှမစားတော့ပါဘူးအေးပါဟုတ်ပါပြီဒါဆိုလေရှားကြတားကောင်ရှောင်ဖြစ်ပြီးမှပဲပြန်လာတော့မယ် နေနေတော့နောက်ကြမယ်နော်မိမအေးမဒီနောက်မှာတော့တာတင်ဟာမတုံးတာကြပြီဖြစ်တဲ့ညာထက်ထားတဲ့စီတောင်းကိုလွှဲပြီးတော့လေးကိုပဲလက်တစ်ဖက်ကကင်ပြီးအမဲပြစ်ဖို့အတွက်တော်ရင်းကိုဝင်လာခဲ့ပါတယ်အမဲမပြစ်တာကြပြီဖြစ်တာကြောင့်တာတင်မအချင်းတတော်ကြတော့လေရည်တိတောင်းကောင်မှမရှာမင်းမဖြစ်သူစောလာကိုတနာရာကြောင့်စောလာစားကြည့်နေတဲ့အတားဟင်းတစ်ခွက်ကိုရှာဖို့အတွက်တောင်းကောင်မရရှာအောင်ရှာဖန်ပေးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားက ကြိုးစားပန်းစားနေပဲအမဲလိုက်ပါရယ်အချိန်လေးများစွာကကုန်လွန်လာပြီးနောက်မှာတော့နေဝင်ရှင်တရောချင်ကိုချင်ကန်လာခဲ့ပါရယ်တာတင်ဟာဘိုက်ထင်းမှာလဲတကူပြီးမိနေတော့လဲစိန်မဲခံကတောင်းကောင်ကိုရှောက်အောင်သာအသေးအမဲနဲ့ရှာဖွေပြီးတော့ဖမ်းဆီးနေပါရယ်ဒီလိုနဲ့ပဲတော်ကျွေးတနေရာကိုရှောက်တဲ့အခါမှာတာတင်နဲ့မလန်မကန်မှတမိတကောင်ကိုတွေ့ရပါရယ်တာတင်တယောက်ဝမ်းနာသွားပြီးတော့လေးကိုပဲအာအကုန်တင်ပြီးတော့တမင်စီကိုပြစ်လွန်လိုက်တယ် ညာတကန်းစာသာရှိရာကြောင့်သမီးမပေါ့ချင်မရှားလိုက်ပဲပေါင်သားကိုညာတိပြီးတော့နေရာမှတင်လေးကျသွားတယ်။ဒါတင်နဲ့ဝမ်းသာအားရှာနဲ့သမီးအနာကိုပြေးသွားတယ်။ဒါတင်ကသမီးကိုကောက်ရှူဖို့ဟန်ပြင်းလိုက်တဲ့အချိန်မှာသူစန်းစွာနဲ့သမီးကထပြေးသွားတယ်။သမီးကထွက်ပြေးလိုက်တနေရာရှောက်ရှက်နေလိုက်နဲ့လုံနေပါတယ်။ဒါတင်ကလည်းသူရှယ်မဆသူတိနေရာကြောင့်ဒီရဲ့သမီးကကြာကြာပြေးနိုင်မှာမဟုတ်ဘူးလို့ဆိုကဒါရှောက်နိုင်လာရှင်နဲ့ တော်နဲ့အသေးသေးရောက်မှန်းမသိရောက်လာခဲ့တယ်။ဒီနောက်မှာတာတင်ကတခုခုကိုပဲသဘောပေါက်သွားတယ်။ဟာမဟုတ်သေးဘူး။ဒီသမီးအပါမိတော်လာနေတူတယ်။ငါဆက်ပြီးတော့လိုက်နေမယ်ဆိုရင် သူ့ရဲ့ထောင်ကျောက်တွေကိုဝင်သွားနိုင်မယ်။မဖြစ်ဘူး။ဟုတ်။ဆောင်းလိုက်။မနေ့မှသာအတာဟင်းနဲ့စားတော့နော်။ဒီလိုအချိန်မရှိတော့လို့ပြန်လာတော့မယ်။တာတင်လည်းစိတ်သေးကရှည်ရွံ့လိုက်ပြီးနောက် တားကောင်နောက်ကိုမလိုက်တော့ပဲမိမိအိမ်ကိုသာပြန်လာခဲ့ပါတယ်။ပါတင်တယောက်သူ့တဲစီမရှောင်းခင်မှာပဲစောဝါရှဲအတန်ကိုကြားနေရတယ်။အာနားရီအမေကေပေါ့နားလို့တည်အောင်မေတားတင်လေတဲဘော်ကိုအပြန်တက်သွားလိုက်တဲ့အခါမှာစောလာက ခလေးမွေးဖို့အတွက်ရေမွာပေါက်နေပါပြီ။ခန္ဓာကိုယ်အပိုင်းမှာလည်းရေတွေကရွှင်နေဟာမိမမိမခဏနော်ခဏလေးအာတီတာကြားလား ။ဒါတင်လဲပျော်ပျော်စွစွနဲ့တဲပေါ်ကပြင်စီပြီးတော့ရွာတင်းကိုပဲအပြင်းမြင်ပါတယ်။ရွာထိတ်ကိုရှောင်းတဲ့အခါမှာဟေးလူခမားပဲသွားမှုလဲရွာတိတ်ကကိစားတောင်ဝင်ကြောင့်နေတဲ့ဖိုးသူကမေးပါတယ်။ဖိုးသူအပါဝင်တခြားရွာသားနှစ်ယောက်ကဒါတင်ကိုအခင်မကြည့်တဲ့လူတွေထဲမှာမှပါဝင်နေတယ်။ငါရဲ့မိမမိဘရောမှမို့အရှိဒေါ်ပါကြီးကိုလာခေါ်တာပါ။ဟေးလူအပေါ်ရီပြောမနေနဲ့ခမားဘသူ့ကိုဒုက္ခပေးခြင်းလို့ရွာရဲကိုဝင်လာတာလေ ခမရဲ့အဖြစ်အမှောက်ပယောဂတွေကြောင့်ကျုပ်တို့ရွာသွားတွေကတရပီတရားတိတ်သွားတာကျုပ်ခုထိမမေ့ဘူးနော်အေးပြီးတော့နောက်ထပ်ဘသူကိုမှလည်းဒုက္ခမရောက်စေချင်တော့လို့ခမရကိုရွာတဲ့ပေးမဝင်နိုင်ဘူးပြင်းစောင်းတောင်းဝင်ကြတဲ့တရားဖြစ်တဲ့ဖိုးသားကနာကြီးချက်များအပြည့်ပါတဲ့လေးတန်းတွေနဲ့ပြောနေပါတယ်ဟာအဲ့လိုတော့မလုပ်ပါနဲ့ကွာဖိုးသူပြောပြပါအောင်ဘာပြောပြရမှာလဲ အခုဖိုသားပြောတဲ့စကားတွေကခမရကိုကျုပ်တို့တင်ရလုံးပါရှိခဲ့လူတွေအကုန်ပြောကြည့်နေတဲ့စကားပဲဒီရက်ခါမှာတာတင်ဟာပြည်ဒီကိုမှမတက်နိုင်ပဲသူရဲ့အရှိမပိတ်နေတဲ့ဖိုသူနဲ့ဖိုသားတို့ကိုတုံ့ထုတ်ပြီးတော့ရှော်ရဲကိုပဲပြေးဝင်မဲ့အလို့ကျန်ရှိနေတဲ့တယောက်ကတာတင်ကိုပဲဝရှင်တုံးနဲ့လှမ်းပြီးတော့ရှိုက်ပါတယ်အားလုံးပါတဲ့ရိုင်းချက်ကြီးကြောင့်တာတင်မှကြောကောက်သွားပြီးတော့မြေပြင်ပေါ်ကိုလူထောက်ကျသွားတယ်ဒီရဲ့ချိန်မှာဖိုသူကပြေးလာပြီး တာတင်ရဲ့မျက်နှာကိုပဲခြေအောက်တွေနဲ့ကန်ထုတ်လိုက်တဲ့တာတင်လည်းလေးကြသွားတယ်။ဒုဗိမင်းလည်းနာကျင်မှုတွေကိုအတုပြီးတော့အာတီမီကုန်းထလာတယ်။ဒီအချိန်မှာဖိုတာရှေ့အားပါလာတဲ့ဝိုင်းလက်သေးကြီးကတာတင်ရဲ့မီးရှိုးကိုလှည့်မြန်စွာနဲ့ပြင်ဝင်ခဲ့ပါတယ်။ဖိုသူတို့သုံးယောက်သားကတရားတလဲစီနဲ့တာတင်ကိုပဲလှည့်မြန်စွာတိုက်ခိုင်းနေတာကြောင့်တာတင်မှာပြန်လဲခုခံချိန်တော့မရှိပဲအလူအလဲကိုမှခံနေရှာတယ်။ ဒီနောက်မှာတော့ဖိုသူဟာသူ့ရဲ့လက်ဆွဲတော်ဖြစ်တဲ့ငကြီးတောင်ဒါကြီးနဲ့ပဲတာတီးရဲ့လေပင်ကိုထောက်ထားလိုက်ပါရယ်။ဟဲ့လူ။ကျဲ့ရဲ့စကားကိုရှည်ရှည်ဝူဝေမပြောကျင်ဘူး။ခမာရှိတလန်တိုးတော်နဲ့စက်ပြတ်ဖို့သာပြင်နေတော့ဖိုသူဟာလရင်စင်ရဲ့ရှိနေတဲ့လူတယောက်ဆိုတာကိုတာတင်ကသိနေတာကြောင့်လက်လျှော့ပြီးတော့သူ့ရဲ့တဲစီကိုပြန်လာခဲ့ပါရယ်။တဲစီရှောက်တဲ့အခါမှာတေကလေးကမီးရီမှောင်နေတဲ့တာတင်နဲ့လမ်းဖြတ်သွားပြီးတော့အင်ပေါ်ပြေးတက်လာတဲ့ ဒီနောက်မှာတော့တေတာမကြီးဆန်ကလေးနဲ့မိခတ်ပြီးတော့ရေနံစီနီခွက်ကိုပဲထူညီလိုက်တယ်။ဟာစောလာစောလာမိမမိမရေနံစီနီခွက်ရဲ့အလင်းရှာအောင်မှာစောလာဟာသူ့ရဲ့ခန္ဓာကိုယ်အပိုင်းတစ်ခုလုံးမှာတူးရီကဆူရွှေးနေပြီးတော့သိပ်ဆုံးနေပါတယ်။မိမမိမရေငါထားပေါ်ခဲ့ပြီလား။မိမရေ ။ဒီကောကတိတ်ဆိတ်နေတဲ့ကျိန်ကလေးမှာတော့ဒါတင်ရဲ့အော်ဟစ်ငိုကြွေးတန်ကဖုံလွှမ်းသွားပါတယ်။ငါမကြည့်နဲ့ဘူး။တရွာလုံးကိုမကြည့်နဲ့ဘူး။ငါပညာနဲ့မင်းတို့တရွာလုံးကိုလက်စားပြင်ချင်ကြမယ်။စောင့်နေစောင့်နေတရွာလုံးတည်ဖို့သာပြင်ထား။ဒါတင်နဲ့ဟိဒီမမှာဒါတင်ဟာဖျားစင်ရှိမှဒူးထုံးထိုင်ပြီးတော့အရှင်ဖျားဖျားတပည့်တော်သည်ရှခင်အရှင်က မကောင်းသည့်အောင်လန်းပညာအောင်အတုံမပြူတော့ပါဆိုပြီးအရှင်ဖျားရှိမှာတစ္ဆာရေးတောက်ကကျင်းစုခဲ့ပါသည် အောင်လန်းပညာရှက်ကိုလည်းစုလို့ခဲ့သည်မှာ၅နှစ်ရှိပါပြီရှခုကတပီးတော်၏အခြေအနေတစ်ခုကြောင့်ထိုအောင်လန်းပညာအောင်တပံပြန်၍အတုံပြူပါတော့မည်ဖြစ်လာမည်ပြဿနာအကျိုးဆက်အာကုတ္တမရှိအောင်တပီးတော်ကြည်ကြည်နဲ့နဲ့ကြည် ခံယူပါမည်ဖျား ဒီနောက်မှာတာတင်ဟာဥသုံးစီချပြီးနောက်လူအတင်ပစ္စည်းပစ္စည်းရတွေကိုထုတ်ပေါ်ပြီးတော့တဲ့ရင်ကလေးစီမှာထွက်ခွာသွားခဲ့ပါတယ်။တဲ့ရင်ကလေးကတော့မီးလောင်ပြီးကျန်ရခဲ့တဲ့ရွာအပြင်မှာရှိနေတဲ့တဲကလေးဖြစ်တဲ့အတွက်ဘသူမှလည်းဂိမ်းမဆိုင်ကြတာကြောင့်လေမြန်စွာတောင်းလောင်နေတဲ့မီးအဟုန်ရှင်အောက်မှာတော့ပြာကျသွားခဲ့ပါတယ်။ဆော်လာရှင်အလောင်းကလည်းတဲ့ရင်ကလေးနဲ့အတူပြာပုံဘဝကိုပဲရှောင်ရှည်ခဲ့တဲ့ သို့တော်လည်းပဲတာတင်အောင်ဆော်လာကိုပဲမတကြိုသေးခင်ကဆော်လာရဲ့လမောင်းကအသားတွေကိုလှီးရှုပြီးတော့တေချာထုတ်ပေါ်ပြီးယူဆောင်သွားတယ်။အဘဲเจ้าဆိုရင်တော့ဒီလိုနဲ့ပဲရက်တွေလတွေကကုန်လုံးခဲ့ပါတယ်။တေတော်သူကြိုင်ရင်မေးဆိုသည့်စကားအတိုင်းဆော်လာတို့လင်မယားကိုတရားလုံးကမေးပြန်လိုက်ကြတယ်။တချို့က စောလာရုံးလေများနှစ်ယောက်စလုံးတေးသွားပြီလို့ဆိုသလိုတချို့ကလည်းစောလာတယောက်တည်းသာမင်းလောင်ပြီးတော့တေးသွားတယ်ဆိုပြီးတော့အမျိုးမျိုးဆိုကြတယ်တနေ့သောအခါမှာတော့တကြီးတကြီးဟေးတကြီးဟေးစိတ်မောဘာဖြစ်လို့တော့အနည်းကန်နေအော်နေတယ်ဝင်လာခဲ့ဂျန်နေကိုတတတတကြီးရွာရွာထိတ်မှာလူအရှိုးကြီးဟေးဟုတ်တယ်ကျုံမနဲ့ကဒေဒေစင်တော့ရွာထဲမှာလေး အရှင်စုကြီးတွေ့တယ်။အပန်းဆိုလေဘာအပန်းမအကူမကြံတော့တာ။သူတွေကလည်းလဲလဲဆက်ဆက်ဖြစ်ထတာမကြသေးဘူး။ဟုတ်လားမန်ဆန်ငါ့ကိုပြန်ဆန်။ဒီလိုနဲ့ပဲရွာတကြီးနဲ့စိတ်မောင်းတို့ဟာရွာထိပ်မှာရှိတဲ့ညောင်ပဲကြီးတပင်အောက်ကိုရောက်တဲ့အခါမှာဟာလူအရှင်စုပဲကွာ။ကဲစိတ်မောင်းရင်မင်းကရွာထိပ်ပြန်ပြီးတော့ကာလာသားတွေကိုနည်းနည်းသွားခေါ်။ဒါကြီးကိုမြေမျိုးဖို့လောက်ကြရမယ်။မြေမြသွားငါဒီမှာစောင့်နေမယ်။ဟုတ် ဟုတ်ဟုတ်တကြီးဒီနောက်မှာတကြီးကဒီအယိုးစုတွေကိုပတ်ကြည့်ပြီးတော့အခြေအနေကိုလေ့လာပါတယ်ဒီနောက်မှာတော့အယိုးစုနဲ့မလန်မကန်းပါရှိတဲ့မြေပြင်ပေါ်မှာတရားလုံးကိုမကျေနပ်ဘူးဆိုတော့သွေးနဲ့ရှိတာထားတဲ့အစာကိုတကြီးကတွေ့သွားပါတယ်ဟာဒီနောက်မှာတော့ဒီအယိုးစုကိုပဲဖြာလိမ့်နဲ့ပတ်ပြီးတော့မြေမြို့ဖို့အတွက်တင်ကြံကိုပဲရောက်လာကြတယ် ။ပကြီးကလည်းထိုကဲ့သို့ထူးထူးဆန်းဆန်းကိစ္စကြီးဖြစ်ဖြစ်သွားခဲ့တာကြောင့်အရာရာကိုတတိထားပြီးတော့ကြည်ကျက်ကိုကဲနေရတယ်။ပကြီးရေပကြီးပကြီးဒီကနမှာကြည့်ပါဦး။ရွာသားတယောက်ရှိအော်ခေါ်တန်ကြောင့်ပကြီးဟာအပန်ကြောင်ရစရဲအပေါ်ကို ရောက်ရှိလာတယ်။စရဲရဲ့ကျန်းပြင်မှာလဲတရားလုံးကိုမကျေနပ်ဘူးဆိုပြီးသွေးနဲ့ရေးသားထားတဲ့စာတန်းကိုတွေ့လိုက်ရှာတယ်။ပကြီးဒီမှာနေတာဆိုလို့အာသူပါရှာစာတယောက်ပဲရှိရဲ့ ကြည့်ရတာမကောင်းဆိုဟာတကောင်ကသူ့ဘာရှာစာကို စားပြက်ပြီးတော့ရွှေထိတ်မှလာပြီးတော့လွှဲပြက်ထားတာများလားမကောင်းဆိုဟာဆိုလို့ဟိုတလောကတိတ်သွားတဲ့ဆော်လာတို့လင်းများများလားရွှေသားနှယောက်ကသူတို့အထင်အမြင်ကို ပြောနေတဲ့အခါမှာတကြီးကဒါရောအတက်ပြောလို့မရဘူးထားပါလလောစေတော့ဒီအရှိုးတွေကိုမြုပ်ပြီးငါ့အိမ်မှာလေးလေတနာရင်အစီအွေလုံးမယ်လို့တရားလုံးကိုလိုက်ပြောတာကြားလားဟုတ်ကဲ့ပါတကြီး တကြီးဟာဒီလိုစီစဉ်ပေးပြီးနောက်မှာအင်ကိုပြန်လာခဲ့ပါတယ်ဒီနောက်မှာတော့တကြီးရဲ့မှားကြားချက်အတိုင်းနေ့လယ်တနားရရှောက်တော့တကြီးရဲ့အိမ်မှာတရွာလုံးကရွာသူရွာသားတွေကအစီအဝေးလုပ်ဖို့အတွက်စုယုံနေကြတယ်အစီအဝေးမှာမနက်ကဖြစ်ပြခဲ့တဲ့အဖြစ်ပြနဲ့ဆက်နေပြီးတော့ည9နာရီထိုးတာနဲ့မြေသူများအိမ်အပြင်မထွက်ရှာဘူးလို့အမိန့်ထုတ်လိုက်ပါတယ်ဒီနောက်မှာတော့ကင်းဆောင်ရှာမယ်လူတွေလူလူကြကြနေဖို့မှားထားပြီးတော့ကင်းတဲ့တဲတဲမှာလည်း လူ၅ရှောင်းအထိစောင့်ကြည့်ဖို့ပြောကြားလိုက်တဲ့ဒီလိုနဲ့အစီအွေပြီးသွားတဲ့အခါမှာရွာသူရွာသားတွေကမိမိအိမ်ကိုအရှူရှူပြန်သွားကြတယ်ခဏကြာတော့တကြီးတကြီးရေဟေးဘာဖြစ်ပြန်ပြီလဲဟာအသေးအတန်နဲ့အရှိမိဝါရဲ့တာလေးအရှူစုပဲကြံပြီးတော့တိတ်နေပြီဗျဟေးဟုတ်လို့လားဟုတ်တယ်တကြီးရဲ့ရှုပ်ပြစင်ပြန့်ဖြစ်နေတာအစားကတော့ဘာသူမှမသိဘူးပြီးမှအင်းကြီးအဝိအစားတွေတွေ့မှာ အရှိမိဝိုင်ရဲ့သားဆိုတာသိတာအရှိမိဝိုင်ကဒီမှာအစီအွေလာတက်နေတော့သူ့သားကအိမ်နေလို့ဆိုပြီးတော့တကားပိတ်ပြီးတော့တယောက်ထဲထားခဲ့တာတဲ့ဟာမဖြစ်သေးဘူးလာမြန်မြန်သွားကြမင်းဒီလိုနဲ့ပဲတကြည်ရမိဝိုင်ရဲ့အိမ်ကိုရှောင်းတဲ့အခါမှာအင်ကြီးအဝယ်ဆောင်ဝီလျက်တန်လီဖြစ်တဲ့အယိုးစုကလေးကိုဖက်ပြီးတော့ငူနေရှာတဲ့မိဝိုင်ကိုပဲတွေ့ပါတယ်ပဇက်ကလည်းစကားတွေကိုမချက်မနာပြောနေတယ်တားလီတားလီဟေးတေးတေး တာဒီငါတာလူအစားတော့တာငါသူ့မျက်နှာကိုလှမ်းကြည့်လိုက်တယ်တာဒီမတာဒီတာလေးရှင်အိတ်တော့နော်တာလေးရဲ့အဖြစ်ဆူလိုက်တာအရှင်အရှင်တတိထားပါအောင်မိဝိုင်းကလည်းတော်ကြရှိလိုက်တော်ကြငုံလိုက်ဖြစ်ပြီးတော့စိတ်လော့သွားတယ်။ဒီရဲကကြာမှရွာသားတယောက်ကတကြည်အခြေအနေကမဟန်တော့ဘူး။ဒီဘက်ကြီးအောင်မှဒီလိုဖြစ်နေတာညာဘက်ဆိုရင်ဘယ်လိုလုပ်မလဲတကြည်ရဲ့။အေး မိဘပြောသလိုဆိုတာတင်တရေကသူ့ချက်တောင်းစားသွားတယ်ဒါပေမဲ့နေကင်းကြောင့်တောင်ကြီးတရေကလူတယောက်ကိုအရှိုးပဲကြံတော်တဲ့အထိစားသွားတဲ့အဖြစ်မျိုးကတော့ငါတသက်နဲ့တကူမကြဘူးသေးဘူးကွာကျွန်တော်တို့တရေတွေပါရနိုင်တဲ့ပုဂ္ဂိုလ်တွေကိုသွားရှာပြီးတော့ပေးမှရှာတော့မယ်သတိငါလည်းအဲ့ဒါပြောမလို့ကဲဒီလိုလို့စိတ်မောင်းရင်မိဘဦးဆောင်ပြီးတော့အရွာကလူသုံးယောက်လောက်ခေါ်သွား ပြီးရင်တရားဝင်တရားထွက်ပြီးသားဒီကိစ္စနဲ့ပတ်သက်တဲ့ဆရာလေးကိုပြင်လာပြီးတော့ကွာဟုတ်ဟုတ်တကြီးဒါဆိုအချိန်မလိခင်ခုပဲတွားလိုက်တော့မယ်အေးအေးအေးကဲဖိုးသူဖိုးသားရောကတော့အာတူပအမြင်ချဖို့ပြင်လိုက်တော့နော်ဟုတ်ကဲ့တကြီးဒီလိုနဲ့ပဲစိတ်မောင်းတော့ဟာတရားဝင်တရားထွက်ပြီးတော့ဆရာလိုင်းရှာတာတုံ့ရှက်များကြပါရယ်ဆရာဆိုရဲသူတွေကိုတွေ့တော်လေးပဲအပြည့်ပြည့်တွေကိုပြောပြလိုက်တဲ့အခါမှာဘသူကအမှမလိုက်ဝန်တော့ပင်နဲ့လက်ဆောင်သွားကြတယ် ။ဒီနေ့တာနိုင်မှာတော့ညနေဆောင်အချိန်လောက်မှာစိန်မောင်းတို့အဖွဲ့ကရွာကိုပြန်ရောက်လာခဲ့ပါတယ်။ရခင်ကကလေးငယ်တွေအော်ရှင်ပြီးပြေလွှာစော်ကစားနေတဲ့ရွာလန်တွေမှာရခုတော့တင်းစိတ်ငြိမ်တန်းနေတယ်။စိန်မောင်းတို့ကလည်းတကြီးအိမ်ကိုတောင်တခါရင်တန်းသွားတယ်။စိန်မောင်းတို့ကိုတွေ့တဲ့အခါတကြီးကအာကိုတကြီးနဲ့လှမ်းမိလိုက်ပါတယ်။ဟာစိန်မောင်းကြီးဘယ်လိုလဲအဆင်ပြေခဲ့လား။အစင်မပြေပါဘူးဗျာဆရာကတွေ့တော့တွေ့ရင်ဘယ်ဆရာမှမလိုက်ရှေကြဘူးဗျာ အေးခတ်တော့ခတ်နေပြီစိတ်မောင်းရင်မီးတို့တော်တဲ့တုံးမြန်မှာဒိုးရွာကလူတုံးချောင်းတီးသွားပြီဟုတ်တယ်ကွာတကြီးရဲ့တကြီးတကြီးနဲ့စိတ်မောင်းစကားပြောနေတဲ့ချိန်မှာခြံဝါမှာရွာသားတယောက်ကပျော်ရွှင်နေပြီးတော့လှမ်းအော်ခေါ်ပါတယ်တကြီးရင်ဒီမှာဆရာတယောက်ပါလာတယ်ဖြို့ဟာဟုတ်လားလာလာလာခေါ်ခဲ့ဒီလိုနဲ့ပဲတကြီးဟာဝမ်းသာသွားပြီးတော့ဒီရဲ့ဆရာကိုဖျားကန်အရှိမနေရာထိုင်ခင်းပေးပါတယ်ကျောင်းနာမည်ကို ဆိုင်းနောင်လို့ပဲမှတ်ထားလိုက်အထက်ပုဂ္ဂိုလ်ကြီးရဲ့ညွှန်ကြားမှုကြောင့်ခုနှစ်ရက်သားသမီးတွေကိုကုတင်မှုကျောက်တူရကိုရောက်လာတာပါစကားပြောလိုက်တဲ့အတန်မှာအုံးဆောင်အာနာအဖြစ်ပါဝင်ပါတယ်ဥကားမှာတော့ပိုးပေါ်မှာပန်းရှောင်ပေါင်ထားပြီးပီနီအင်ဂျီနဲ့ပီနီဖောင်မီကိုဝတ်ထားတဲ့ရှမ်းဆရာကြီးကပြောနေပါတယ်အသက်အရွယ်အားဖြင့်60လောက်ရှိမယ်လို့ခံမဲ့အရှမ်းတုံလေးပဲအရွယ်နဲ့မလိုက်အောင်ပဲတမ်းမှဖြစ်လက်နေပါတယ်။ကျေးဇူးတင်ပါတယ်ဆရာကြီး။ ကျုပ်တို့ရွာမှာလူတွေရောကငါးယောက်တောင်မှရှိနေပြီတည်ရဲလူတွေ အကုန်လုံးကအယိုးစုပဲကျွန်တော်တို့အထိတက်ပြီးစားခိုင်ရတာပါဆရာကြီးလူဝဲတမပြောပါ ခိုင်းပါဆရာကြီးအမနာပါနဲ့ဩပေါ်ရီတာတာပေါ်ရီတာတာရှမ်းဆရာကြီးကဦးကောင်းကိုပဲတဆက်ဆက်ရင်းနေရင်းလူဝဲတာကတော့ဒဇူဝါရှယ်အာကောင်မောင်းတန်လူငါးယောက်လောက်ဆိုရင်တော့ရပါပြီဟုတ်ရပါတယ်ဆရာဒါနဲ့ဆရာကြီး ဘယ်တော့အစီအစဉ်စားကြမလဲဗျဒီညဒီနောက်မှာတော့ရှင်းစီအောင်ကြိုင်းတော်ဟာဖျားစင်ရှိမှပတိစိတ်ပြီးတော့အတိတ်ထံဝေမာရင်ဒီအချိန်မှာပဲဆရာကြီးစိုင်းတော်ရဲ့မှာကြားချက်အတိုင်းစိန်ပေါင်းတို့အဖွဲ့ကတဇူဝါကိုယူဖို့အတွက်ဖိုးထူးအိမ်ကိုပဲလာခဲ့ကြတယ်။ဟေးဖိုးထူးရှင်ဟာကိုကြီးစိန်ပေါင်းတို့ပြင်ရောက်လာပြီလားဘလို့လဲအဆင်ပြေလား။အေးတကြီးအိမ်မှာဆရာကြီးတယောက်ရှောင်းနေရဲ့အဲ့ဒီဆရာကြီးကတဇူဝါ လူရဲဆိုလို့မင်းစီလာခဲ့တာမင်းမရှိရမလားဟုတ်ရှိသေးတယ်ကျွန်တော်မိမောက်တကြုံကတုံးခဲ့တဲ့ဝါလေဒီဝါကိုစောင့်ထားရင်တရေတစေတွေရှင်မပြုတ်နိုင်ဘူးဆိုလို့အခုတည်းစောင့်ထားတာအေးဟုတ်တယ်အခုအဲ့ဒီဝါနေပဲငါတို့ရွာကိုဒုက္ခပေးနေတဲ့တရေညာကြိုက်တော့နှိမ်နေတော့မှဟာဟုတ်လားဒါဆိုကြုတ်လေလိုက်မယ်ဗျာဒီလိုနဲ့ပဲညာချင်းကိုရှောက်တဲ့အခါမှာလူတယောက်ဟာရွာအလေလမ်းတိုင်းရှောက်လာပြီးတော့ တမတ်ထားတဲ့စီဝိုင်းအတင်းဖော်ရှက်ပြီးဟိုကြည့်တီကြည့်လုပ်နေပါတယ်။ဒီရဲလူကတော့ဆရာကြီးစိုင်းတော်သားဖြစ်ပါတယ်။ဒီရဲချိန်မှာသပင်အရှိကြီးကိုဖမ်းလိုက်ရချတာပဲ။လက်သေးရှိကြီးတွေကရှိနေ။ပစံအတင်းမှလည်းအဆွေတွေကအပြင်ကိုထွက်နေတဲ့လူကြီးကဆရာကြီးစိုင်းတော်ရဲ့အနောက်အနားကိုရှောင်လာတယ်။ဒီရဲချိန်မှာဆရာကြီးစိုင်းတော်ကလက်ထဲမှာအသင့်ကန်ဆောင်ထားတဲ့ချီမန်ကွင်းနဲ့ဒီရဲလူဦးကောင်ကိုဆွတ်ချလိုက်တယ်။အာပူရီပူရီ ီရဲအချိန်မှာတိပိအကွယ်ကအာကာမောင်းတဲ့လူငါရှောင်းချွတ်လာပြီးတော့ခြေမန်ဆွလရဲ့ရှိနေတဲ့လူကိုငါဖန်နဲ့ပိုက်ကုံမင်းနဲ့ဖော်အုပ်ပြီးတော့အပေါ်ကနေဖိထားပြီးဖန်ထကြလိုက်တယ်။ဟာတာဒီဒါတာဒီမင်းခင်ဗျာကဒီလူကိုသိနေရလားသိပါတယ်ဆရာကြီးအရင်ကအရွာပြင်းမှာနေပါတယ်တာဒီမှာဟုတ်လား။ तू ကပရိတာတာမှော်သွင်းပြီးတော့လူသားစားများနေပြီဖြစ်လို့ အရှာစိတ်လုံးလုံးဝင်နေပြီသူရဲ့နှလုံးတတဲကိုတစူဝါနဲ့ထိုးလိုက်မယ်ဆိုတော့သူရဲ့အသက်ကိုပါနေကုန်ချုပ်ပါပြီဆရာကြီးဆိုင်းနောင်ဟာစကားအနေငယ်ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဒီနောက်မှာတော့ဖိုးသူကငါမိမကိုတတ်တယ်ကောင်ရှော့ဆိုပြီးတော့တာတင်ရဲ့နှလုံးတတဲကိုပဲတစူဝါနဲ့ထိုးချလိုက်တယ်တာတင်ရဲ့နာကျင်စွာနဲ့အွန်လိုက်တဲ့အတန်မှာတရလုံးကိုပဲလွှမ်းကြုံသွားတယ်အညိုကြီးသူရဲ့အဆုံးသက်ကတော့ ရည်သည့်အခါကာမမလာပါတော့ပါဟုတ်ကဲ့ပါပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့အမျိုးကြီးသူဤကလေးစားဆိုရဲပရဇလန်ကောင်ကတော့ဒီမှာပဲဆက်သိမ်းသွားပါပြီအားပြီးနားဆင်ကြကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းပရဇလန်ကောင်များစွာကိုတင်ဆက်ပေးတော့မှာဖြစ်လို့ပရိသတ်ကြီးအားလုံးကကျမတို့ရဲ့ channel လေးကိုစောင့်မျှော်လို့နားဆင်ပေးပါဦးရှင်